အားလုံးပဲမင်္ဂလာပါလို့မနှုတ်ဆက်ချင်တော့ခင်ဗျာဘာကြောင့်လဲဆိုတော့မင်္ဂလာမရှိတဲ့နေ့ရက်တွေပဲဒါတွေ့နေရလို့ပါကဲထားလိုက်တော့ဒီနေ့မှာစိတ်ဆူစိတ်ကောက်ပြေစေမဲ့เนาะနီးလေးတခုကျွန်တော်သင်ပေးမှာဖြစ်ပါတယ်စိတ်ဆူစိတ်ကောက်ပြောလိုက်တာနဲ့အားလုံးကြုံဝင်ပါတယ်ကိုယ့်ရဲ့ရှိတူကကိုယ့်ပေါ်စိတ်ဆူနေတာလားကိုယ့်ရဲ့အိမ်တော်ဘက်ကကိုယ့်ပေါ်စိတ်ဆူနေတာလားကိုယ့်ရဲ့သားမီးတွေကိုယ့်ရဲ့အကူတွေအမတွေကိုယ့်ရဲ့တငယ်ချင်းတွေကိုယ့်ရဲ့မိတ်ဆွေတွေကကိုယ့်စိတ်ဆူစိတ်ကောက်နေတာလားသူတို့စိတ်ဆူပြေအောင်ကျွန်တော်တို့ဓာတ်ဆင်လို့ရပါတယ် ကဲဘယ်လိုသက်ဆင်လဲဆိုတာကိုအသေးစိတ်လေးကျွန်တော်ပြောပြပါမယ်။အရန်လဲလွယ်ကူသလိုမိတ်ဆွေကယုံကြည်နေတာလိုက်လို့ဖို့အရန်ယုံကြည်ပါခင်ဗျာမယုံမကြည်နဲ့လှုပ်ရင်တော့ဒီသက်ဆင်ကအဆင်ပြေမှာမဟုတ်ဘူး။ဒီနေ့ကအင်္ဂဝိဇ္ဇာပညာနဲ့ပတ်သက်တဲ့ပညာခန်းဖြစ်ပါတယ်။မိတ်ဆွေရဲ့နော်အိမ်နောက်ဘက်ဒေါ်လကောင်ချစ်သူဒေါ်လကောင်ပေါ့နော်မိတ်ဆွေဒေါ်လကောင်နေ့မှာတော့တနင်္ဂနွေသာမီကကုပေါ်စိတ်ဆိုးစိတ်ကောက်နေတယ်ဆိုရင် စိတ်ဆိုးအမြန်ဆုံးပြည်စီမဲ့เนาะဤလေးကျွန်တော်သင်ပေးมาဖြစ်ပါတယ်တခြားနေနံတွေမရအောင်เนาะကိုယ့်ပေါ်စိတ်ဆိုးနေတဲ့တင်းငွေတွေတောင်းပြီးရပါမယ်တခြားနေနံတွေလည်းကျွန်တော်သင်ပေးပါမယ်ဒါကြောက်ရဗီဒီယိုကိုစောင့်မျှော်ပြီးတော့ကြည့်ပြီးပေါ့เนาะဒါ follower မလောက်ရနေရင်ချက်လောက်လောက်တာပြီးပါနောက်နေနံတွေတင်းရင်မတွေ့ပါဆိုလို့ပါဒီနေ့မှာတော့တင်းငွေတွေတောင်းပြီးတော့ကိုယ့်ပေါ်မှာစိတ်ဆိုးနေတဲ့စိတ်ကောက်နေတဲ့အမြန်ဆုံးစိတ်ဆိုးပြီးအောင်ကျွန်တော်အင်္ဂါဝိဇ္ဇာနဲ့ဓာတ်ဆင်มาဖြစ်ပါတယ်ကဲဘယ်လိုမျိုးဓာတ်ဆင် အရန်လွယ်ပါရခင်ဗျာနံပါတ်1တဲ့ချက်နော်မိษွေတို့ကဝါလက်တစ်လောက်နော်ရအောင်ရှာတာပါဝါဆိုတာသိမယ်နော်ကျွန်တော်တို့အဝါဆိုတာကြားဘူးမှာမှာမြန်မာလူမျိုးတွေအကုန်တိကြမှာပါဝါဆိုတာဘာဝါမမေးနဲ့နော်အမိษွေတို့အစင်ပြေတဲ့ဝါလက်တစ်လောက်ပေါ့နော်အဝါပင်လက်တစ်လောက်ကိုမိษွေတို့လက်နဲ့တိုင်းပြီးတော့ဖျက်နော်ဖျက်ပြီးတော့ဖျက်ဆိုတာမသိမတတ်နဲ့ချိုးတာမလုံနဲ့ပေါ့နော်ဒါတတိယချက်လေးလက်တစ်လောက်တိုင်းဖျက်ပြီးတော့အိတ်ကန်ကမှာဆောင်းတာဒုတိယတစ်ချက်က ကိုယ့်ကိုအမြန်ဆုံးစိတ်ဆိုးပြေစေမယ်နော်တနင်္ဂနွေသားသမီးကိုကျွန်တော်တို့နော်ဝတ်သားညင်းကိုကြိုးရမှာဖြစ်ပါတယ်သူဝတ်သားညင်းမစားဘူးဆိုရင်လည်းရပါတယ်ခဏဝန်ကြော်ပြောတယ်ဝါလက်တစ်ကိုဆောင်းထားပြီးတော့စကားတော့ပြောကြည့်ပါတေချာပေါ့နော်ကိုယ်စိတ်ဆိုးပြေပြီးတော့ကခေါမွန်ဆက်ဆံမှာဖြစ်ပါတယ်မိတ်ဆွေရဲ့အိမ်အောင်ဘက်တွေဒါချစ်တူတွေဒါမိတ်ဆွေတွေဆိုရင်ကောင်းတာပေါ့နော်ကဲဝတ်သားညင်းကြွေးရင်းနဲ့ပေါ့နော်ဟိုမှာဝတ်သားထုတ်ထိုးတွေကြွေးရင်းနဲ့ နော်သူနဲ့စကားပြောမယ်ပြီးတော့ဝါးကိုလည်းလက်တစ်စစ်မှာဆောင်းထားမယ်တေချာပေါ့မိတ်ဆွေပေါ်မှာစိတ်ဆိုးစိတ်ကောက်နေတဲ့အမြင်မကြည့်ဘူးဆိုရင်ချက်ချင်းအမြင်ကြည့်သွားမှာဖြစ်ပါတယ်ဒီနည်းကအင်္ဂါဝိစာပညာကံဖြစ်ပါတယ်မိတ်ဆွေတို့ရေုံကြည့်နေလက်လို့ပဲအရင်ရေးကြည့်ပါတယ်ပြီးတော့ဒါကိုအဆောင်အနေနဲ့ဆောင်းထားလို့ရသလားမေးရင်လုံးဝမရပါဘူးဘာကြောင့်လဲဆိုတော့မိတ်ဆွေတို့ကသွားခိုက်မှာဆိုလို့ပါကိုပေါ်ကိုစိတ်ဆိုးစိတ်ကောက်ပြေတာနဲ့เนาะအမြန်ဆုံးဆွပြစ်လိုက်ပါလို့ကျွန်တော်ကကြံပြချင်ပါတယ် မိတ်ဆွေကိုစိတ်ဆိုးပြေခြင်းနဲ့သူရဲ့နေနံကဘာနေနံလဲဆိုတော့ကိုမမမှတ်လာခဲ့ပြီပါခင်ဗျာကျွန်တော်အမြန်ဆုံးเนาะနောက်နေနံနဲ့တွေ့တင်ပြမှာဖြစ်ပါတယ်ကျောင်းမိတ်ဆွေတွေဒီဗီဒီယိုမြန်မာနဲ့ဝေမျှခြင်း share ခြင်းကလူယူလိုက်ပါခင်ဗျာကိုလိုမျိုးပဲအခက်အခဲအကျက်တွေကြုံရတဲ့သူတွေစိတ်ဆိုးစိတ်ကောက်တာခံနေရတဲ့သူတွေနှင်းတွေ့အောင် share ခြင်းဝေမျှခြင်းဖြင့်ကိုလိုယူလိုက်ပါလို့ကျွန်တော်ကကြံပြုချင်ပါတယ်ကျောင်းမိတ်ဆွေများအားလုံးနှစ်ဆကနှစ်ဆုံးကောင်းတော်နှစ်ကောင်းတော်သိကောင်းတော်ငွေခြင်းနဲ့ပြည့်စုံပြီးပြောစွင်တော့မိသားစုဘဝတွေပိုင်ဆိုင်နိုင်ကြပါစေခင်ဗျာနောက်နေ့မှပြန်လဲဆုံဝေးကြပါမယ်